ချင်းပြည်နယ်မွန်ကြီးမြို့နယ်နမ်မမြို့မရစခန်းကို KIA ကချင်းလိုလိုက်တက်မတော်နယ်ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများတယ်လို့ကချင်း news group ကဖော်ပြပါတယ်။နိုဝင်ဘာ19မနက်9:00နာရီခန့်မှာ KIA နဲ့ပူပေါင်းတပ်တွေကကာတိုစီနဲ့ရောက်လာပြီး drone နဲ့အရင်ပစ်တယ်ပြီးတော့မြေပြင်ကနေဝင်ရောက်တိုက်ခတ်တာမိနစ်30ခန့်ကြာတယ်လို့ဒေသခံတွေကပြောပါတယ်။ ရဲစခန်းတစ်ခုလိုပျက်စီးသွားပြီးရဲအများပြားသေဆိုးဒဏ်ရာရတယ်လို့သိရပေမဲ့အသေးစိတ်တော့မသိရသေးပါဘူးစခန်းစီးနေမှုပြီး KIA နဲ့ပူပေါင်းတပ်တွေပြန်ထွက်ခွာချင်မှာတော့စစ်ကောင်စီရဲ့နမ်မမျိုးအထိုင်တပ်စခန်းနဲ့အမြောက်တပ်စခန်းကစစ်သားတွေထွက်လာပြီးမြို့ထဲမှာကင်းလှည့်နေတယ်လို့ဖော်ပြထားပါတယ်စီးရီးပြူဟာလူအချက်ရခိတရှောင်ပေးခဲ့တဲ့ချစ်ပြည်နယ်တိတိမြို့နယ်ကကနေဒီတောင်ကုတ်ကို ိုဝင်ဘာ16မှာတွန်လိုင်းတက်တွေကပြန်ထိချွတ်လိုက်ပြီလို့ PDF ဇူလန်ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ29ကစပြီးစစ်ကောင်စီတပ်ဘက်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက်နိုဝင်ဘာ၄ရက်မှာဒီတောင်ကုတ်ကိုခိတ္တခွာပေးခဲ့ပြီးအခု16ရက်နေ့မှာပြန်သေးလိုက်တာဖြစ်တယ်။လက်နက်ခဲယမ်းတွေလည်းသိမ်းမိတယ်လို့ချင်းကြီးနောင် CB ဖွဲ့ဝင်ဖြစ်တဲ့ PDF ဇူလန်ဖွဲ့ကဆိုပါတယ်။စစ်ကောင်စီတပ်တွေဟာကလေးဘက်ကနေစစ်ကြောင်းတစ်ကြောင်းတိတိဘက်ကနေစစ်ကြောင်းတစ်ကြောင်းနဲ့ခိုင်ကမ်းမျိုးဖွဲ့ထိုးလာစဉ် ကနေဒီတောက်ကိုခိတခွာဝေးခဲ့ပြီးအခုပြန်သိလိုက်တာဖြစ်ပါတယ်။ဓာပြေဝေဘူးလာဖက်ကနေစစ်ကြောင်းတစ်ခုလဲဖလန့်ဖက်ဥတီထိုးလာနေတဲ့အတွက်ချင်းချင်းတော်စီပြီးအဖွဲ့ဝင်တွေရှင်းလန်းကောင်စီစီစီအဖွဲ့ဝင်တွေနဲ့ဒေသတွင်းရှိတော်လိုင်းဟိတတွေစုပေါင်းခုခံနေတယ်လို့ဖော်ပြထားပါတယ်။မကွေးတိုင်းမြန်မြွန်းနယ်စက်မှုနဲ့ရက်ွက်စီပစ္စည်းခိုးဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားနှစ်ဦးကိုတော်လိုင်းဟိတတွေကပြစ်ခတ်ရမှာပါ။ တူးသေးဆိုးတူးဒံရတနတ်တလဲသိမိတယ်လို့မြိုင်ပကဖကတင်းထုတ်ပြန်ပါလေလူမ19မိနစ်9နိုင်ခံမှာပြစ်ခတ်တာဖြစ်ပြီးတူးသေးဒံရသူကိုစိတ်ကူသာပေးထားတယ်လို့ဆိုပါတယ်သိမိလနဲ့ကတော့အမေ1နဲ့ခင်ရတွေဖြစ်တာကိုတပ်ပုံမှတ်တမ်းတဲတွေ့ရပါတယ်ဒီတက်ခတ်မှုကိုမြိုင်ပကဖအညာမြေတပ်ပုံးစုနဲ့ဒေသတွင်းရှိတွန်လိုက်တပ်တွေပူးပေါင်းဆွေးရတယ်လို့ဖော်ပြထားပါတယ် မကွေးတိုင်းရေစကြိုမြို့နယ်ကနေပခုခုမြို့နယ်ဘက်ထွက်လာတဲ့စစ်ကောင်စီရင်တန်းကိုတွန်လိုင်းတက်တကဂျက်ဖြတ်တက်ရမှာစစ်သား၁၈ဦးသေဆုရတယ်လို့ဆော့သင်း WSO PDF ကသတင်းထုတ်ပြန်ပါတယ်။လူဝ၁၆ညနေ9:00ခန်းမှာအင်အား120ပါးစစ်ကြောင်းကအများပြည်သူကားငါးစီးကို ချော်ဆွဲပြီးကြောက်လှေကားကနေပန်တန်းချုပ်ကိဖက်သွားနေစဉ်နံပါတ်၄ကားကိုအနိကပြစ်ခတ်တယ်လို့ဆိုပါတယ်။ စစ်သားဆက်ရှိဥသိဆုမဲ့ကာသမကရတားဖြစ်နေတာကြောင့်တညပြီးတနက်ကောက်ဖို့ပြင်နေစဉ်နံပါတ်5ကရောက်လာတဲ့အတွက်ပြန်ခွာခဲ့ရတယ်လို့သိရပါတယ်။ဒီတက်ခတ်မှုကို Southern Wireless PDF Isejo Revolution Group ဒေါညီနောင်ပကုတ်ကူ PDF ပြည်သူအမှန် PDF ကင်းကိုဘရာနဲ့ဒေတာတွင်းရှိတွန်လိုက်တာတွေပူပေါင်းဆောင်ရွက်ရတယ်လို့ဖော်ပြထားပါတယ်။မန္တလေးတိုင်းမြစ်ချံမြို့နယ် ခေါင်ကွယ်ကြေးရွာနဲ့ကံရွာကြားရှိစစ်ကောင်စီဂိတ်ကိုတွန်လိုက်တဲ့တကဝင်တက်ရမှာစစ်တပ်ဘက်ကငောက်ဦးသေးဆိုတဲ့လို့မြောင်မြွန်းနယ် throw တပ်ဖက်ကသတင်းထုတ်ပြန်ပါတယ်။လူမဆက်သူမနဲ့ချက်နယ်ခံမှာဝင်တက်လာဖြစ်ပြီးစခန်းတစ်ခုလုံးကိုသိမ့်ပိုက်နိုင်ခဲ့တဲ့စစ်သားရဲနဲ့ပြည်စော်တီ15ဦးရှိတဲ့ထက်ကငောက်ဦးသေးပြီးကြံလူတွေထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ဒီတက်ခတ်မှုကိုထနောက်မြေစစ်ကြောင်း Justice Warrior မြောင်မြွန်းနယ် throw တပ်ဖက်မြစ်ချခရိုင် မတ်စတေတိုင်းရင်ပါဝင်ဒေတာတွင်းရှိတွန်လိုင်းတပ်တွေပူပေါင်းဆောင်ရွက်တယ်လို့ဖော်ပြထားပါတယ်။တနင်္သာရီတန်ဘလော့မြို့နယ်ကင်းယူခေါ်လမူလာမြို့နယ်တွင်စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုတွန်လိုင်းတပ်တွေကဂျက်ဖြတ်တက်ရမှာစစ်တပ်ဘက်ကသေဆုံးမှုများပြီးတနက်6လဲသိမိတယ်လို့ကင်းယူဘေးဒဝဲခရိုင်ကသတင်းထုတ်ပြန်ပါတယ်။လူမ18မိနစ်ပိုင်းမှာတက်ခဲ့တာဖြစ်ပြီးသိမိလက်နက်တွေကတော့ MA1 လေးလက် MA3 နှစ်လက်နဲ့ ခရမ်းတွေပါဝင်တာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်ဒီတက်ခတ်မှုကိုကရင်မျိုးသားကကွေးတက် KNDO တရင်ခွန်နဲ့မဟာမိတ်တွေပူးပေါင်းဆောင်ရွက်ရလို့ဖော်ပြထားပါတယ်ပကူရန်ချေဆက်ခမရတရားခွန်ကပြည်သူစင်မှုထမ်းတပ်သားသစ်ပါစ၄ဦးဟာအမေ1အမေ3နှစ်လက်နဲ့တူတော်လိုင်းတပ်တွေကခိုးလို့လာတယ်လို့မကွေတိုင်းပကပယူလီယာစစ်ကြောင်းရင်းနှီးသားကော်လန်ကသတင်းထုတ်ပြန်ပါတယ် နိုဘစတက်မှာခေါ်လိုတဲ့အဲ့ဒီစစ်သားလေးဦးကိုကုပြင်းွေပေးရဖို့စီစဉ်နေပြီး နောက်ထပ်စစ်သားသေးတွေထမ်းမှန်ထွက်ပြေးလာဖို့နှုတ်ဆော်ကြောင်းဂျီနီတာကော်လန်ကနှုတ်ဆော်ထားတာတွေ့ရပါတယ်ခင်ဗျာ။